ရန်ကုန်တိုင်းဒေသကြီးကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စလဲလောင်းအမျိုးသားလွှတ်တော်ကိုယ်စလဲလောင်းပေါ့ဗျာမြူသားလွှတ်တော်ကိုယ်စလဲလောင်းကသူကမြမနာမည်ကဥကျော်သူရတခြားနာမည်ကမမတ်အာနီစူရာမန်နဲ့ပေါ့ဗျာနော်ဒါကရေကောက်ပွဲဝင်မဲ့ကိုယ်စလဲလောင်းနဲ့လေဘာပါတီကနေဝင်มาပေါ့ဗျာနော်သူရဲ့မဲဆန္ဒနယ်က မြို့သားလွတ်တော်ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွတ်တော်နိုင်သူအကုံယူစနစ်ကနေဝင်မယ်တဲ့ဆိုတဲ့အခါကျတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဖွင့်ပြထားတယ်ပေါ့ဗျာဖွဲ့စည်းပုံအခြေခံဥပဒေရဖွင့်ပြထားတယ်နိုင်ငံသားတိုင်းတမချတ်တည်နေညီရင်ဒီကောက်ပွဲဝင်လို့ရတယ်โอเคဒါကကျွန်တော်တို့လည်းလက်ခံတယ်ပေါ့ဗျာအတွတ်တော်ဒီပုဂ္ဂိုလ်နဲ့ပတ်သက်လို့လေးလာကြည့်ဒီပုဂ္ဂိုလ်ဒီစီရီယံပြုလုပ်ဖို့လှုံ့ဆော်တဲ့သူ စီရီယံလှုပ်ရှားမှုကိုထောက်ခံတဲ့သူဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့ကရွေးကောက်ပွဲလုပ်ခြင်းဒီတိုင်းပြည်ပြည်ပြည်လုပ်ဖို့တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အပြုသဘောဆန်ဆန်ဆောင်ရွက်မဲ့နိုင်ငံရေးသမားတွေကိုရွေးချယ်ရမှာပေါ့ဗျာနော်။အဲ့တော့ဒီလိုမျိုးအကြမ်းဖက်လှုံ့ဆော်လုပ်ခဲ့တဲ့နိုင်ငံဝန်ထမ်းပေါင်းများစွာကိုအတိတ်ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့လှုံ့ဆော်မှုကိုအားပေးထောက်ခံသူတဦးကအကြမ်းဖက်တနည်းအားဖြင့်ပေါ့ဗျာနော်။ အကြမ်းဖက်လှုပ်ရှားမှုကိုအားပေးထောက်ခံသူတဦးကပေါ်ပေါ်ထင်ထင်ပဲရွေးကောက်ပွဲဝင်လာတယ်။ဆိုတော့ဒီလူတွေရဲ့လောက်ကန်ဆောင်ရွက်မှုတွေကြောင့်တိုင်းပြည်မှာနစ်နာခဲ့ရတဲ့အခြေအနေဒါကနိုင်ငံတော်အကြီးအကဲတွေပို့ပြီးတော့တရှိပြီးသားဖြစ်လိမ့်မယ်။ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူတွေလည်းတရှိပြီးဖြစ်လိမ့်မယ်ပေါ့ဗျာနော်။ဆိုတော့အဲ့ဒီလူအကြမ်းဖက်အားပေးလုပ်နေတဲ့သူတယောက်အကြမ်းဖက်အားပေးလှုပ်ရှားမှုကိုတိုက်တွန်းသူတယောက်ကိုဒီတိုင်းပြည်ပြည်လုံးမဲ့တော်တော်ရွေးကောက်ပွဲမှာ ပါဝင်ရှင်ပြိုင်ခွင့်ပြုရန်တင့်မတင့်ပေါ့ဗျာနော်ဒါကျွန်တော်တို့ပြည်သူရဲ့အဲတရင်းမရှုတော့ပြည်သူတို့ရဲ့ရှုတော့ကပြောရင်တော့ဒီလိုဟာမျိုးတွေကိုခွင့်မပြုတင့်ဘူးပေါ့ဗျာအဲ့တော့ပြည်အောင်သူရွေးကောက်ပွဲကော်မရှင်နေနဲ့ကဒီလူတွေကလူမှုကွန်ရက်ဆာမျက်နှာတွေမှာဒီလှုပ်ဆောင်မှုတွေကိုဒီတိုင်းပဲထားရှိတယ်ဆိုရင်ခင်ဗျားတို့ကဒီလိုရှာမှုတွေကိုဆက်ပြီးတော့ထောက်ခံအားပေးနေတာလားဆိုတာတော့ အမေကုန်းထုတ်ရအောင်ပဲပေါ့ဗျာနော်ကျွန်တော်တို့အနေနဲ့ဆိုရင်လည်းတရင်သမားရဲ့အနေနဲ့မေကုန်းထုတ်ပါတယ်ဒီလိုလူမျိုးတွေကိုရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်မပြုဖို့ကိုလည်းတပါတယ်တက်ဆိုင်ရာတာဝန်ရှိသူများကိုတောင်းဆိုတယ်ပေါ့ဗျာအကျွန်တော်တို့ကတိုင်းပြည်တည်ငြိမ်အေဂျင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အတိုင်းပြည်ပြည်ပြည်လုံးမဲ့ကိုယ်စားလှယ်တွေကိုရွေးတာကျွန်တော်တို့ကပြီးခဲ့တဲ့ပထမအကြိမ်ဒုတိယအကြိမ်လွတ်တော်တွေကိုပြန်ပြီးတော့ကြည့်လို့ရှင်လည်း ်လွတ်တော်သေးတာရောက်လာတယ်တိုင်းပြူပြည်ပြည်လုံးမဲ့သူနဲ့တိုင်းဖြတ်ပြည်ဖြတ်လုံးမဲ့သူဆိုတာလွတ်တော်ထဲမှာလည်းတိတိတသာထင်ထင်ရှားရှားကွဲပြားနေတာကိုမြင်တွေ့ရတယ်ပေါ့ဗျာပထမကျင်းလွတ်တော်မှာလည်းဒါလူမျိုးလင်းအရေးလှုပ်ရှားတဲ့သူတွေလွတ်တော်ထဲပါလာတယ်အဲဒီမှာလည်းပြဿနာကြုံတွေ့ခဲ့ရတယ်အဲနောက်ထပ်ဒုတိယအကျင်းလွတ်တော်ကြတော့လည်းဒီ အနိုင်ရသွားတဲ့တနိုင်ငံလုံးတိုင်းသားတွေအနိုင်ရသွားတဲ့ပါတီအဖွဲ့အစည်းကိုယ်တိုင်ကတိုင်းဖြတ်ပြည်ဖြတ်လုံးမဲ့ပါတီအဖွဲ့အစည်းဖြစ်နေတယ်တိုင်းဖြတ်ပြည်ဖြတ်လုံးမဲ့ကိုယ်စားလှယ်လောင်းအများစုအနိုင်ရသွားတယ်ပေါ့ဗျာတိုင်းပြည်ကမောကမဖြစ်ခဲ့ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလာမဲ့လာမဲ့ရွေးကောက်ပွဲတွေမှာရွေးကောက်ပွဲဝင်ပြီးဆိုကြတဲ့ကိုကတိုင်းဖြတ်ပြည်ဖြတ်လုံးမဲ့သူတွေကိုစစ်စစ်ပြီးတော့ဖယ်ထုတ်နိုင်ဖို့တော့လိုအပ်ပါတယ်ဒါကြောင့်တာဝန်ရှိသူများကိုကျွန်တော်တို့ကဒီ Labor Party ကနေ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ပုံကူနဲ့ပတ်သက်လို့ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် FBTV လွှတ်တော်ကိုယ်စားလှယ်လောင်းဦးကျော်သူရခမာမတ်အာနီစူရာမန်နဲ့ပတ်သက်ပြီးတော့လည်းအစီအစဉ်ဆောင်ရွက်ပေးဖို့တောင်းဆိုပါတယ်ဒါကကျွန်တော်တို့ကရွေးကောက်ပွဲဝင်တာကိုမလိုလားလို့တောင်းဆိုတာလည်းမဟုတ်ဘူးရွေးကောက်ပွဲဝင်လာတဲ့ပုံကူကတိုင်းဖြတ်ပြည်ဖြတ် စုပူကြံဖတ်လှုပ်ရှားမှုကိုအားပေးထောက်ခံခဲ့သူဖြစ်တဲ့ဒီနေ့ဒီချိန်ထိလဲဒါတွေကိုသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာတွေမှာဒီအတိုင်းပဲထားရှိတယ်ဆိုတော့လွတ်တော်တဲ့ဝင်ပြီးတော့တိုင်းဖြတ်ပြည်ဖြတ်လှုပ်ဖို့ရည်ရွယ်ချက်ရှိသလားဒါမျိုးတန်တရားရှိတရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီကနေ့တက်ဆိုင်ရာတာဝန်ရှိသူများကိုစစ်ဆေးဆောင်ရွက်ပေးဖို့လေးနက်ထားပြီးတော့တောင်းဆိုပါတယ်ပေါ့